ုံဖို့ကြီးနေမတင်ပါနဲ့မုံဖို့ဒီဗီဒီယိုနေမတင်ပါနဲ့မုံဖို့ဒီတပုံနေမတင်ပါနဲ့ဆိုပြီးပြောလာတာအတက်တက်ဘာလို့မတင်ခိုင်းလဲဆိုလို့ရှိရင်စစ်တပ်ထိုင်းမှာစစ်အင်ဂျင်နီယာတွေရှိတယ်စစ်အင်ဂျင်နီယာတွေဆိုတာကလေဘုံဖောက်ခွဲတဲ့လူတွေဘုံခိုချင်းတူတဲ့လူတွေနောက်ပြီးလို့ရှိရင်ဒီရန်သူ defense side offense side ဒီဒီတူတဲ့လူတွေရှိတယ်ဒီမှာစစ်တပ်မှလည်းအဲ့ဒါရှိတယ်။ဒီမှာစစ်တပ်မှလည်းရှိတဲ့ကြောင့်မို့ဘုံခုချင်းပုံစံကိုသူတို့တွေ့သွားတဲ့အော်စစ်အ ော်သူတို့ဒီလိုပုံစံမျိုးတူထားပါလား။အော်ဒီလိုပုံစံမျိုးလား။လိမ်မြန်မလေးလိမ်မြန်သမားလေးကြဲကျင်နေကြဲချတာမဟုတ်ဘူး။စိတ်အင်းကြီးနေတာသမားတွေကနေပြော။ဟယ်လိုဒီလိုဒီလိုရှိတယ်။ဒီလိုပုံစံမျိုးရှိပါတယ်။သူပြောတော့မှဘယ်နေရာမှာလဲဘလို့အခြေအနေလဲဘလို့ပုံစံမျိုးတူထား။ပြောပြမှတာလိမ်မြန်မောကနေပြောကြဲချတာ။ကြဲကျင်နေကြဲချနေ။ Okay မှန်တယ်။ကြဲကျင်နေကြဲချနေ။ဒါပေမဲ့လိမ်မြန်ဝဲပြီးမှကြဲတာမယုံသတိထားကြည့်လိုက်။ဝဲပြီးမှကြဲတာဘာဖြစ်လို့လဲဆိုဒီနေရာတေးကြပြီးဆိုမှဒီနေရာမှာကြဲချတာ။ ေးနားမှာရှင်သွားတဲ့ဟာတွေကရှင်ပါပဲဘာလို့ဆိုတော့အပေါ်ကနေပြီးတော့တဲချတဲ့အတွက်ကြောင့်ဒရရှင်ပါပဲဒါပေမဲ့အိမ်နေရာတဲချပြီးဆိုတော့တဲချတယ်နော်အဲ့ဒီတော့မတင်ပါနဲ့လို့ပြောတာလေလူအသက်တစ်ချောင်းဆုံးရှုံးသွားမှာလူအသက်ပေါင်းပြောင်းပြားစွာဆုံးရှုံးသွားမှာကိုယ်ဆောက်ဆံရတာပဲမကြည့်နဲ့နော်လူအသက်တကျူးတွေအသက်တွေဆုံးရှုံးနေတာနေ့စဉ်နဲ့ညဆုံးရှုံးနေဟောင်းကြည့်ကောင်းနေမှာနမူနာယူငါတင်လိုက်တဲ့ဗီဒီယိုကြောင့်လူမျိုးအသက်ဆုံးရှုံးနိုင်မှာလားဆိုတော့ကောင်းနေမှာတွေး မလုံနဲ့ဆိုမလုံနဲ့ပေါ့ဘာဖြစ်လို့မလုံခိုင်းလဲဆိုရှင်ငါ့ရဲ့အတွေ့အကြုံကလေဒီတော်လှန်ရေးမပြီးခင်เนี่ยနေစီးလေးချင်းမှုနေသွားခဲ့တာဒူးနေတယ်နော်အဲ့တော့ဒီလိုပြောပြနေလဲဆိုတာကမဖြစ်စေချင်လို့ပြောပြနေလဲဆိုတာခေါင်းထဲမှာနေတိုင်းတွေးခဏခဏပြောလဲလူလိုသူလိုပြောလို့မရတဲ့လူတွေဟမ်အတိညာခလို့ဘလို့မောင်ထဲပဲလို့မရတဲ့လူတွေခတ်တော့ခတ်တယ်ဗျကျွန်တော်တို့မြေပြင်မှာရှိနေတဲ့တကယ်အလုတ်လုတ်တဲ့ရဲဘော်တွေ အလူငွေရဖို့အတွက်ကိုကရိုကျွင်းတူတာပဲဖြစ်ဖြစ်အလူခံတာပဲဖြစ်ဖြစ်ဘလို့အကြောင်းအရာ မျိုးမှမဆိုသူတို့မှကိုယ့်ကိုလှူမဲ့ပြည်သူတွေတိအောင်ကာလေကြောင်လည်းမပြခြင်းမေးမဲ့လည်းပြလိုက်ရတဲ့အဥ္စာမျိုးတွေရှိတယ်ဗျအဲ့ဒီဟာတွေကပဲ location ပေါက်တယ်လို့ဖြစ်သွားပြီးတော့မှ မဆုံးရှုံးတင်တာတွေဆုံးရှုံးခဲ့ရတယ်မထိကိုက်တင်တာတွေထိကိုက်ခဲ့ရတယ်ဒီဟာပေါ်မှာတော့ဒီညီကိုတွေဒီမောင်နှမတွေပေါ်မှာကျွန်တော်အနေနဲ့ပြစ်မပြောလို့ပါဘူး တကယ်တော့တော်လန်ရင်အားကောင်းနေတဲ့အချိန်ကာလတစ်ခုမှာတော်လန်ရင်မိခင်လိုလိုတော်လန်ရင်ဖခင်လိုလို ကလင်ကကြက်တချို့သော ထောက်ပို့တွေလုံမစားခဲ့ရင်စကမ်းရဲ့တာဝန်ခံဆိုတဲ့ခေါင်းဆောင်ပိုင်းဆိုင်ရာတွေပြည်သူလူတွေအလူငွေတွေအပေါ်မှာကိုကြိုးစည်းဝါးအတွက်အသုံးမပြုခဲ့ဘူးဆိုရင်ဒီအချိန်တွေဟာဒီလောက်ထိဖြစ်လာစရာမရှိပါဘူးဒီထက်ဆိုးရွားလာစရာလည်းမရှိပါဘူး ြောချင်တာကအခုချိန်မှာတော့တော်လန်ရေးဟာအရင်အတက်ဆာရင် တော်တော်လေးကိုဟိုပြည်သူတွေရဲ့ယုံကြည်မှုတွေအားနည်းလာတာကတော့အမှန်ပါပဲသို့တော့တကယ်လုံနေတဲ့သူတွေလည်းအများကြီးပါတကယ်ပေးဆက်နေတဲ့သူတွေလည်းအများကြီးပါမိသားစုတွေအနေနဲ့လည်းလူမယ်တမ်းမယ်ဆိုရင်တကယ်လှုပ်လှုပ်တဲ့သူကိုကိုယ်တိုင်ကိုကြသွားရောက်ပြီးတော့မှဓာတ်ရိုက်လူဒန်းစေချင်ပါတယ် ဒီလိုမျိုးတွေပြည်သူလူတဲ့အလူငွေတွေအလေလွင့်မရှိရလေအောင်ပြည်သူလူတဲ့ကြီးဘိုးပဲဖြစ်ဖြစ်ဘာဘိုးပဲဖြစ်ဖြစ်အကုန်လုံးဟာတကယ်အလုတ်လုတ်တဲ့သူတွေစီရောက်မှသာလေဒီတော်လန်ရင်အမြင်အောင်မှာဖြစ်ပါတယ်ခင်ဗျာအဲ့တော့ကြောင့်မို့လို့ကျွန်တော်အနေနဲ့တိုက်တွန်းချင်တာကတော့တကယ်လုတ်လုတ်တဲ့သူတွေကိုပဲလှူပေးကြပါလို့ပြောချင်ပါတယ်ကျေးဇူးပါ